မင်္ဂလာပါခင်ဗျဆရာနေပါခင်ဗျတော့ဆရာတို့ဘာလို့လို့နဲ့အချိန်တွေတူတူပြောင်းလာတာအခုဆိုရင်2025ရဲ့အော်တိုဘာလဆယ်လပိုင်းကိုရောက်ရှိလာပြီဒီဆယ်လပိုင်းအတွင်းမှာတလားစာအော်တိုဘာလအတွင်းမှာကြာစာပရိသတ်သမီးမိတ်ဆွေတွေအတွက်ချောင်းရံဆောင်ရံအတွက်တလားစာကိုဆရာမိတ်ဆွေတွေကိုဆရာကအသေးစိတ်ဒီဒီကြကြာရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဥစွာပထမကြာစာပရိသတ်သမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုကိုမိတ်ဆွေတို့အနေနဲ့အာမိမိတို့ဘယ်ကနေကြည့်နေရလဲဆိုတော့ဆရာကိုကွန်မန့်လေးမှတ်မိကြပါဦးကျေးဇူးတင်ပါတယ် ဒါဆိုဂျာဇာပရိသသမီးတွေအတွက်စတင်လိုက်ကြအောင်ခင်ဗျာနော်ဂျာဇာပရိသသမီးမိတ်ဆွေအားလုံး2025ခုနှစ်အောက်တိုဘာလအတွင်းမှာအဆက်ဆက်အရအောင်မြင်မှုတွေအလီလီပိုင်ဆိုင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆူတောင်းထောက်ပံ့ပြုသားလိုက်ပါတယ်ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဂျာဇာပရိသသမီးမိတ်ဆွေတွေရဲ့ကံဟာဘာကိုဖြစ်ဖြစ် လှုပ်ဆောင်ကြရရှိတဲ့လုပ်ငန်းအလုံးမှန်တယ်များဘူးရှေ့တိုးဆောင်ကလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိကျင်နာမျိုးတွေမိတ်ဆွေတို့နဲ့လုပ်ငန်းတဲ့အလုပ်တဲ့စတဲ့လှုပ်ဆောင်တဲ့မိတ်ဆွေများဘာလို့ဒီပြအပြောင်းလဲချိန်ချက်တစ်ခုခုနဲ့လှုပ်ဆောင်ကြမိတ်ဆွေများငကူကလှုပ်သမျှကြာရှုံးနေတဲ့မိတ်ဆွေတွေရှိလို့ရှိရင်ပဲဖြစ်ဖြစ်အာကံကဒွန်တွဲပြီးတော့ဆရာရဲ့ချစ်ကိုမရောက်လာဘူးဆိုတဲ့မိတ်ဆွေများဘာကိုပြပြစတင်ပြီးတော့တိုးချဲ့လောက်ဆောင်မှာ ။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့လက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့နေကြသွားနိုင်စရာကြာရှုံးသွားနိုင်စရာဘာမှမတွေ့ရတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြတာပြီးသားသမီးတွေကလက်ရှိဒီတလဟာဘာကိုဖြစ်ဖြစ်တော့ရှိနေတဲ့အနေအထားကနေပြီးတော့နေကြသွားနိုင်စရာကြာရှုံးသွားနိုင်စရာဖြစ်တဲ့အတွက်ကြောင့်မလို့တိုးတက်မှုနဲ့ အောင်မြင်မှုကတော့မိတ်ဆွေတို့ရဲ့စူးစမ်းမှုနဲ့ရလတ်တာဖြစ်ပါလိမ့်မယ်ဆိုတဲ့ကြောင့်ဆရာကဥစွာပြောလိုပါတယ်။ဒါကြောင့်ဂျာဇာပရိသတ်မိတ်ဆွေတွေကဒီလတ်တာတော့ပြောမှာဆိုမိတ်ဆွေတို့ရဲ့စကံကဘာလို့လှုပ်လှုပ်ချိတူဆံကလှုပ်ဆောင်လို့ရပြီးတော့ဒိဋ္ဌအောင်မြင်အောင်စွမ်းဆောင်နိုင်လို့ရှိရင်သိကြတယ်အဲမိမိတို့ကဘယ်လိုလှုပ်လှုပ်ဘာလို့တွားတွားချိတူဆံရရင်တိုးစူးစမ်းသလောက်အောင်မြင်မဲ့ကာလဖြစ်ပြီးတော့ အဲလက်ရှိရှိနေတဲ့အနေအထားတစ်ခုခုယင်းယင်းဤလောက်ဆောင်တဲ့ကိစ္စဘာလို့ဖြစ်ဖြစ်စတင်တဲ့ကိစ္စလုပ်ငန်းအသစ်ကိစ္စရှေ့တိုးဆောင်တဲ့တိုးတက်မဲ့ကံနဲ့ပတ်သက်လာရင်တော့လက်ရှိရှိနေတဲ့ပကတိအနေအထားကနှိမ့်ချသွားနေကြကြာဆုံးသွားနေကြဘာမှမရှိပါဘူး။ငကောကစိတ်နှစ်ခွဖြစ်နေသူပဲဟို ပူစရာလည်းရှိနေတယ်ရှေ့တိုးလည်းလှုပ်ရှိတယ်ဆိုတဲ့မိတ်ဆွေများဘာကိုဖြစ်ဖြစ်အပြောင်းလဲလေးတွေရလှုပ်လိုက်တာမျိုးဖြစ်စီငဘူကဘာလို့လို့အခက်အခဲဖြစ်နေတယ်ဂျာစာလေးသမီးများဆရာငယ်မိတ်ဆွေများဒီကာလဟာဘာကိုဖြစ်ဖြစ်ရှေ့တိုးစွမ်းဆောင်ရင်စွမ်းဆောင်နိုင်သလောက်ကြိုးစားရင်ကြိုးစားနိုင်သလောက်ကိုဟာတရာဘူးလို့တရာဘူးရထင်မယ်90ဘူးလို့90ဘူးအရာထင်မယ်ဆိုတဲ့ကာလမျိုးဖြစ်တဲ့အတွက်မိမိပေါ်မှာသာမူတည်တဲ့အတွက်ကြောင့်မလို့ကဲရှေ့တိုးစွမ်းဆောင်ပါတော့ခင်ဗျာနော်ကောင်းပြီကျမကြီးကျမကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေတတိပြုပါဝမ်းပြောက်ဝမ်းချောတာမျိုးလေးတွေတတိပြုစင်နေပါတွေးတွေးတွေးတက်တာချိတဲ့ငကူကအရှိကမိတ်ဆွေများအနေနဲ့ကတော့အစားတွေကိုအတက်စားတို့ဟုတ်လား ဟိုတွေးတိုးတွေးတက်စာလေးတွေကိုသတိပြုစာတုံးကိုလိုအပ်ပါတယ်အသက်အပြည့်68မိနစ်အထက်ဂျာစာပရိသတ်မိတ်ဆွေပြီးပါများအနေနဲ့ကတော့လေဖြတ်တာမျိုးလေဖြတ်တာမျိုးလေးတွေဘီယူဆိုင်သတိထားစင်ကြည့်ပြရန်လိုအပ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရေတွေကိုပဲကိုက်ကိုက်လေနဲ့ပတ်သက်ပြီးတော့ငဘူကရှည်ရက်လက်ပြားတဲ့အေးမခံတဲ့အဲရာမျိုးလေးတွေတာမန်တတ်တော့ကိုယ်ကိုယူဆိုင်ရမယ်အသက်ကြီးတဲ့မိတ်ဆွေများလေနဲ့ပတ်သက်သောကိစ္စတွေအေးရိုင်းခံရတဲ့ကိစ္စတွေတဘာဝအပြောင်းလဲကိစ္စလေးတွေကြောင့်လည်းဖြစ်တတ်တဲ့အတွက်သတိထားပါဒါလေးတကူကိုတော့ဆရာကထပ်မကြားလိုက်ရပါမယ် ကောင်းပြီကျမ်းမာရင်လည်းပတ်သက်လို့ညံ့လာပြီဆိုလို့ရှိရင်တေချာပါတဲ့မိတ်ဆွေတို့နဲ့ကျမ်းမာရင်လည်းပတ်သက်ပြီးညံ့လာပြီဆိုမိမိတို့အနေနဲ့ကံကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့နော်ဟိုလေနဲ့ပတ်သက်ပြီးတော့ညံ့တဲ့မိတ်ဆွေများရှိရင်ဖြစ်ဖြစ်သွေးတူသွေးတက်နဲ့ပတ်သက်ပြီးညံ့ရပဲဖြစ်ဖြစ်ထို့တူပဲဓာတ်တူနံတူစေဘယူဆိုတဲ့အတိုင်းကိုဟာအကျိုးနဲ့ပတ်သက်ပြီးဖြစ်နေအကျိုးစီကလေးလူလာမျိုးဖြစ်စေ ်တွေးတွေးတွေးတက်ရှိနေတွေးစီကလေးတွေးလေးလူကမဖြစ်စေဒီလိုမျိုးသောကုသိုလ်ရေရအောင်လုပ်ချင်အပြင်လဲမိတ်ဆွေတို့ရဲ့ကျမ်းမာရေးကအာရောကြံပရမလာဝဲဆိုတဲ့အတိုင်းကျမ်းမာခြင်းဒီလက်တပါဆိုတဲ့အတိုင်းကျမ်းမာရေးတို့အများစွာအထောက်အပံ့ပြုဖို့ရည်ရွယ်ပြီးတော့တူတန်းလိုက်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေတာအတေချာပဲဖြစ်ပါလေခင်ဗျာနော်ကောင်းပြီတားပြီအလုတ်ကလုပ်ငန်းရာထူးနဲ့ပတ်သက်လို့ရှိရင်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေကြုံရနိုင်တယ်လို့လုပ်ငန်းတိုးရှက်ခြင်းမျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့ရှက်ကလုဆောင်တယ်မိတ်ဆွေများရှက်လို့ဆောင်ရလုဆောင်လို့ကောင်းသောကာလဖြစ်ပါတယ် အကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါရစေ။ဒီလက္ခဏာတော့ဒီပါဆိုမထင်မှန်ဖက်နဲ့လုပ်ငန်းရာတို့တိုးတက်လာမှုလေးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေအပြောင်းရွှေ့လေးတွေလှုပ်ဆောင်နေမိစေများချစ်တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်။ပညာရေးနဲ့ပတ်သက်ရင်လည်းမမဆိုးရည်ရမရှိဘူးပညာရေးနဲ့ပတ်သက်ရင်နိုင်ငံရာပြည်သွားတို့ပညာတော်သင်တို့ပြည်ပအလို့နဲ့ပတ်သက်လို့ရှင်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်စ조사သလောက်အရာထင်မဲ့ကာလ조사သလောက်ထိုင်နေရင်ဘာမှဖြစ်မလာပဲနဲ့ အဲတကယ်ကိုချိတ်တိုးပြီးတော့ဆောင်ရွက်ပြီးတော့ကံကြမ္မာကိုရှင်းလန်းပေါ်ပြီးလှုပ်ဆောင်လိုက်ပါတကယ်ကိုအပြောင်းလဲနဲ့အတွေ့အကြုံကောင်းတွေရရှိပြီးတော့ဘဝအတွက်အထောက်အပံ့ပြုမဲ့ကာလဖြစ်ပါတယ်ခင်ဗျာ ဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ငွေကြေးနဲ့ပတ်သက်သောကိစ္စတွေမှာချစ်တို့ဆိုင်ရာလွတ်ဆောင်လို့ကောင်းပါတယ်ငွေကြေးနဲ့ပတ်သက်သောလုပ်ငန်းတွေလက်လွန်ထားတဲ့ငွေကြေးတွေငဘူကချန်ကြနေသောငွေကြေးတွေကိုချစ်တို့ဆိုင်ရာလွတ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်အိုးအိမ်ရှမ်းမီနဲ့ပတ်သက်ပြီးရောင်းတာဝယ်တာပြောင်းတာရွှေ့တာနဲ့ပတ်သက်တာမျိုးတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပါတယ်ငဘူကသာသမီမရရှိသောကြာသာပေးသောမိတ်ဆွေများသာသမီရရှိတာမျိုးလေးတွေကိုယ်ဝင်ရရှိတာမျိုးတည်ငောင်းလေးတွေကြားရတတ်သောကာလဖြစ်ပြီးတော့ပြောလို့ဆိုလို့ခက်ခဲသောသာသမီတွေတောင်ပြောလို့ဆိုလို့ကောင်းမွန်လာမယ်လာမျိုးအဲငဘူကမိမိရဲ့သာသမီတွေ ထဲမှာကိုယ်စိတ်ဒုက္ခပေးနေတော့တည်တည်ချာချာကိုအဆက်အသွယ်ကောင်းနားလည်မှုကောင်းနေတဲ့အေးချမ်းမဲ့ကာလကိုစွမ်းဆောင်နိုင်သောကာလဖြစ်ပါတယ်။ဘာသာတရားများများလို့ပါကံတရားရဲ့အထောက်အကူတွေကိုရရှိတတ်တာလို့ထီပေါက်တယ်လို့ထီကန်ဆန်းတယ်လို့ယန္တနာပုံစိုက်ခင်းနဲ့စိုက်လို့ရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ အဲဘာသာတရားမမေးဖို့လိုအပ်ပါတယ်ဘာသာတရားကိုမှလောက်ရင်လောက်တော့အောင်မြင်တော့ဘာဘူးဖြစ်ပြီးအလုပ်ငန်းတစ်ခုကိုအလုပ်တစ်ခုကိုလုပ်မယ်ဆိုအဋိဋ္ဌံကလေးတစ်ခုကိုချမှတ်ပြီးတော့လုံးဆောင်တာမျိုးအဋိဋ္ဌံကလေးတစ်ခုကိုပြုတ်လောက်ပြီးတော့ဆောင်ရတာမျိုးမေတ္တာလေးပို့ပြီးတော့သွားတာမျိုးသူမဟုတ်ရင်လည်းဗတိလေးစိတ်ပြီးတော့သူမဟုတ်ရင်ဂုံတော်လေးကရမထမ်း၄၀တွေကမိမိတိုင်းနဲ့တရားကိုရွေးချယ်လုံးဆောင်ရင်အောင်မြင်မှုတွေတူတက်မှုတွေကကျင်းတည်ပါအောင်ကိုယ့်ရဲ့ကံကညံ့လာရင်တော့အဲ့ဒီရဲ့ဘာသာတရားလုပ်တဲ့ယုံကြည်ခြင်းနဲ့အစွမ်းလက်ရှိရပဲကိုယ့်ကိုအထောက်အကူများစွာပြုမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ အမှုဖြစ်နေသူတွေအမှုနိုင်တတ်တာမျိုးတွေကြုံရတတ်ပါတယ်။ OA ချန်ပီယံတွေကထိုင်ခင်းတဲ့ပတ်တိုင်းဆောက်လို့လည်းကောင်းတယ်၊ရောင်းလို့လည်းကောင်းတယ်၊ပြောင်းလို့လည်းကောင်းတယ်။ယာရုလုပ်ငန်းကိုင်ခန်းတဲ့ပတ်တိုင်းယာရုတိုးဖို့အတွက်ယာရုတက်ဖို့အတွက်ယာရုတိုးတဲ့လုပ်ငန်းတွေနဲ့ပတ်တိုင်းရှေ့တိုးပြောဆိုလွတ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်သောကာလအပိုင်းချာဖြစ်ပါတယ်။ငဘူကမိသားစုဝင်တွေထဲမှာနားလည်မှုလွယ်နေတာမျိုးတူနဲ့တူတယောက်နဲ့တယောက်အမြင်မကြည်လင်တာမျိုးလေးတွေအရှုံထွေးလေးတွေကဒီကာလမှာမျက်နှာချင်းဆိုင်ပြီးတော့ PO1 အင်းချမ်းမှုနဲ့ငြင်းချမ်းမှုကိုအလိုရှိအောင်စွမ်းဆောင်ရင်စွမ်းဆောင်နိုင်ကြလားအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပါလေခင်ဗျာမိမိမိသားစုကိုအကြောင်းပြုပြီးတော့ငွေကြေးတွေလုံခြုံရေးနဲ့ဝင်လာတာမျိုးမိမိအိမ်တော်ဘက်သို့သို့မဟုတ်မိမိမိသားစုနဲ့ပတ်သက်ပြီးတော့ငွေကြေးကန်နေတာလုံခြုံရေးနဲ့ဝင်လာတတ်တယ်ဥပမာအမွေရာချင်းတွေထိပေါက်ချင်းတွေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အထောက်အကူရာချင်းတွေကြုံရတတ်တယ်လို့သာသမိပညာရေးကိစ္စလေးတွေကြောင့်သာသမိကိစ္စလေးတွေကြောင့်စိတ်ချမ်းသာစရာဝမ်းသာစရာတည်င်းလေးကိုကြားရတတ်တော်လာဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေ။ အကျိုးပေးတဲ့လုပ်ငန်းတွေအနေနဲ့ဆိုရင်ကွန်ပျူတာတို့ကွန်းတို့ချမ်းတို့ကြောက်တို့ဘောတို့မောတို့မှန်းတို့စာရေးကိရိယာလုပ်ငန်းတွေတို့ကားတို့စက်ပစ္စည်းတို့စားသောက်ကုန်းတို့ကိုပိုင်လုပ်ငန်းတို့ OHM နဲ့ပတ်သက်တာတို့အထယ်လိုက်တို့ထီထီဖက်နှက်တို့ဟိုဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့လို့စားရလွတ်စားလို့ကောင်းသောကာလာအပိုင်းရှားဖို့ရရှိနေတတ်ပြီးတဲ့အခါအထက်လူကြီးအကြီးကဲတွေရဲ့အကူအညီကိုရရှိခြင်းနဲ့အထောက်အကူကိုရရှိခြင်းနဲ့ကြုံရတတ်တယ်လို့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရရှိတတ်သောကာလာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ရစီခင်ဗျာ အကျိုးမပေးတာလေးတွေတစ်ဖက်မှာအလားတူပါပဲဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အိမ်မလာရလို့စိုင်းမုတ်တာတတ်ထားလိုက်ပါဘာကြောင့်လဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေညီကိုမောင်မောင်နဲ့ပတ်သက်ပြီးတော့ဖြစ်စေအဲစိတ်ညစ်စရာလေးတွေညီကိုမောင်မောင်နဲ့ပတ်သက်ပြီးတော့စိတ်ချုပ်စရာလေးတွေဂျုံကတက်တာမျိုးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့ ။ငကူကအရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေများအရှုံရှင်းလောက်ထားတဲ့မိတ်ဆွေများမိမိအိမ်ဆောင်မသိအောင်မဖြစ်ဖြစ်ပြဿနာတစ်ခုခုကိုအရှုံရှင်းလေးတွေကိုပြန်ပြီးတော့အသက်သွင်းတာမျိုးဖြေရှင်းတာမျိုးကမကောင်းပါဘူး။အဲစေတနာတွေဝေဒနာဖြစ်ရတတ်ပါလေ။စကားပြောစုံနဲ့ပတ်သက်လာလို့ရှိရင်လည်းကိုကရိုးရိုးပြောလိုက်ပြီးမှတစ်ဖက်ကလူကနာကြလွဲ့ပြီးတော့ဝေဒနာလေးတွေဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စလေးတွေမှာစကားပြောစုတဲ့အခါမှာတတိတဆင်ရင်ပြန်လိုအပ်တော့လာဖြစ်ပါလေခင်ဗျာနော်။အဲဒါအပြင်ကိုကကြိုတင်မလုပ်ရသေးတဲ့ကိစ္စတွေမှာကြိုတင်ပြီးတော့အဲလုံမယ်ဆိုပြီးတော့ ကြွားဝါတာမျိုးကျင်းဝါတာမျိုးတွေကိုသတိပြုဆင်ခြင်ပြန်လိုအပ်ပါတယ်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့မောင်းနှင်ကြိုက်နေတဲ့အခါမှာလည်းထိခိုက်ချနာမှုတွေဖြစ်ရတတ်တယ်စက်ပစ္စည်းတို့ရင်နှုန်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရတဲ့မိစီကြသာမိသားစုများအထင်ကောအကြံကြာလေးတွေအနှဲငယ်ကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပြန်လိုအပ်ပါတယ်ရွှေဝင်ရင်ဝရမယ်မယ်ရွှေဝိတာမျိုးလေးတွေစင်တာမျိုးလေးတွေမှာတော့သတိထားပါမမြဲတာမျိုးလေးတွေလူပြောခံရတာမျိုးလေးတွေလူဆွဆိုးခံရတာမျိုးလေးတွေကြုံရတတ်ကြောင်းထားလောင်းပြောကြလိုက်ပြရတယ်ခင်ဗျအမှုပညာရှင်ကြသာပိသားသမီးမိတ်ဆွေများကတော့သတိပြုဆင်ခြင်ရအတွက်တော့လိုအပ်ပါတယ် ကောလာဟာလာတည်နေတဲ့ပုံလေးလေးပြောခံရတာမျိုးလေးတွေကြုံရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြတာမိသားစုမိအမှုပညာရှင်များအနေနဲ့တတိထားဆင်ညင်ပေးရလိုအပ်ပါတယ်အထူးသဖြင့်ကတော့အလှပကြီးရနဲ့ပတ်သက်တာမျိုးလေးတွေ operation ဝင်တာမျိုးလေးတွေမလိုအပ်ဖက်မျက်နှာကိုပြုပြင်ခွဲစိတ်တာမျိုးလေးတွေတတိထားဆင်ညင်ပါအလှကုန်ပစ္စည်းနဲ့ပတ်သက်လာရင်ရောင်းတာတွေဝယ်တာတွေအိမ်တွင်း pre-book ဖန်စီတွေစီရင်တာတွေအလှပတွေ graphic တို့ designer တို့ beauty salon တို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့အနှဲငယ်လေး အယောင်ပါအယောင်အေးသောကာလလေးတွေကိုကြုံတွေ့ရနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသည်စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်ဆွေမျိုးသားချင်းများကြောင့်ညီကိုမောင်နှမအညီအစ်ကိုစိတ်နှောက်ယှက်လေးတွေဖြစ်ရတတ်သောကာလအပိုင်းခြားလေးကိုဖြစ်တတ်တဲ့အတွက်သတိပြုစင်ရင်မိရန်တော်တော်လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်စိတ်ထဲမှာစက္ကနဲပေါ်လာတဲ့အရာတွေကိုတည်တည်ရှိရှိစဉ်းစားပြီးခေါ်ပါအလင်းစလုံးမလုပ်ပါနဲ့ဒုက္ခနဲ့ခိုင်ခိုင်နဲ့မလုပ်ပါနဲ့ဆုံးဖြတ်ချက်တွေမချပါနဲ့အားနည်းချက်တွေဖြစ်ရတတ်သလိုမိစေတို့အနေနဲ့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ ချစ်သူသမီးသားဝေးဝါးနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေငဘောကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲရရှိတာမျိုးတွေကြုံရတတ်ပါတယ်သို့တော့အဆက်အသွယ်ပြတ်နေသောသမီးသားများအနေနဲ့လည်းအဆက်အသွယ်ပြန်လဲရရှိလာတာမျိုးတွေကြုံရတတ်တယ်လို့အိမ်တော်ပြုခြင်းဆေးဆက်ခြင်းလက်ထပ်ခြင်းအဆရှိတဲ့ပြည်စာလေးတွေကိုတွေးတာမျိုးဖြစ်စေအဲလူကြီးမိဘတွေနဲ့တိုင်ပင်တာမျိုးဖြစ်စေဒီကာလဟာအကောင်းဆုံးကာလဖြစ်ပြီးအဲမင်္ဂလာရလဲဆရာငင်းလာရေးလို့ရတယ်ဆိုတဲ့အကြောင်းကြားပြတ်ပြီးတော့ marketing ဆင်းလိုက်ပြီနော်ကောင်းပြီဆိုတော့ မက်ဆီဒိုနီနဲ့အိုးနှလွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းပဲเนาะနှဟိုဆွနာလို့ပေါ့ကြီးစားဘဝရောရက် အိမ်အောင်ရှင်ဘဝကိုဥပြောင်းလို့တွေ့လဲအာသာကောင်းမှုပြီးတော့တိုးတက်နိုင်လို့ရှစ်သူကြီးစားမရှိသူတွေဒီကာလဟာရပုစာဘတ်ပေါ်တက်တယ်လို့မိမိတို့အနေနဲ့မိမိတို့ရှစ်သောမြန်လို့တော့သူကကိုကိုကိုဆရာလို့ response ပြန်ပြီးတော့ကာလပြန်ပြီးတော့အဖြေရတတ်တော့ကာလဖြစ်တဲ့အတွက်ရရဲ့ကြီးအရှိရင်းနဲ့ပတ်သက်လာရှေ့လို့ဆောင်နဲ့လှောက်ဆောင်ခြင်းမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုတမိကြီးစားများအနေနဲ့စုပ်ကောစမ်းကောလက်ကောအားလုံးပွင့်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အပွင့်မလွန်ဘူးလို့အကြောင်းနဲ့ထပ်လောင်းသတိပေးပြလိုက်ကြရစေခင်ဗျာ ကောင်းပြီအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးငွေကြီးတွေလုံနေရင်လည်းဝင်လာတာမျိုးတွေအိမ်တော်ဘက်နဲ့ပတ်သက်လို့အိမ်တော်ဘက်ရဲ့ယာဉ်တိုးခြင်းယာဉ်တက်ခြင်းတွေအကောင်းသောအရာလေးတွေကြောင့်ဖြစ်စေခိတခဏခွဲရတာမျိုးတွေသူကယာဉ်တက်သွားလို့အခြားတနေရာတတိယကိုကြောင်းဆွေးလိုက်ရတာမျိုးတွေကြုံမှတက်တော့ကာလာဖြစ်ပါလေတကယ်လို့မိသားစုကြီးထဲမှာ နဘူးကအစင်ပြေတဲ့အခက်အခဲကြုံလာနိုင်ပြီဆိုဈာပြည့်ပြီးတော့ကြောင်ကြလေးတစ်ခုလောက်ဝင်ပြရစီအဲဆရာမန္တလေးကိုရောက်နေပါတယ်အဲဗီဒီမေးရှင်နဲ့မိတ်ဆွေများဗီဒီမေးရှင်နဲ့မိတ်ဆွေများအနေနဲ့အဲဆရာငယ်နားနားမှာအစာကြီးပို့လို့ဆရာ84 24 25လောက်မှာဆရာရှိပါတယ်အဲဆရာနဲ့တွေ့ကြည့်နေဆိုရင်ဆရာကိုကိုတုံညာနဲ့ကိုတုံညာလေးတစ်ချက် ဝါတယ်လီဂရမ်မှာဖြစ်စေအမှဆရာငယ်နဲ့တွေ့ကြလို့မန္တလေးရပါဆိုနဘူဘီဒီမင်းမြဲတိုင်းနေရာကနေ7902904916ဆိုတော့ဝါအတယ်လီဂရမ်ဖိုက်ပါပေးမက်ဆေ့ချာမှာဆက်သွယ်ပြီးတော့ဆရာကိုကြိုတင်စာရင်းပေးသင့်နိုင်ကြောင်းနဲ့ဆရာနဲ့အေးစီတွေ့ကြတဲ့ဆိုရင်ဆရာပြန်ပြီးတော့ reconnect လုပ်ပေးမယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒါအပြင်မိတ်ဆွေကျန်တာပေးသားသမီးဆက်လက်ပြောပြရစီဆွမ်းနာနည်းနည်းအတန်ဖြတ်သွားတဲ့အတွက်လည်းဆရာနားလည်ပြီးပါနော်မိတ်ဆွေကျန်တာပေးသားသမီးများ ဒီလာတာတော့ဒီမှာဆိုရင်အိမ်တော်ရှင်များအနေနဲ့ဆိုလို့ရှိရင်ပြဿနာတက်လာလို့တုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာတစုံတရာတက်လာလို့ဆိုရင်အိမ်တော်ဘက်ရဲ့ဆွေမျိုးသားချင်းတွေကြောင့်နင့်ဆွေမျိုးကြောင့်ငါဆွေမျိုးကြောင့်ဆိုပြီးအရှိတင်များစရာလေးတွေဖြစ်အားတက်တယ်လို့ငကူကချုပ်ပွေနေတဲ့ကြာစာပြီးတသမိအိမ်တော်ရှင်များအဖို့အချုပ်တွေချင်ရတတ်တယ်ဘူးပေါ်တယ်လို့ပေါ်တတ်တယ်အတွက်မိမိတို့အိမ်တော်မမသိအောင်လောက်ကားလေးကိစ္စလေးတွေမှာတစ်ခါလေးပြီးပြအောင်ဖြည့်ရှင်းထားတာဟာမိတ်ဆွေတို့ရဲ့ ပြဿနာတွေကိုကြိုတင်ကာထားခြင်းဖြစ်ကြောင်းထပ်လောင်းပြောလိုပါတယ်အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ကြာသာဖိသသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့တပဆိုရင်တော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနည်းကိုခုနှစ်ပတ်နှုံးနဲ့ဆက်နှစ်ရက်တည်းအဋိဋ္ဌံပြုလိုက်ပါကအခက်အခဲမှန်သမျှပြည်လေသွားစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီ ဒီကလာတော့ဒီမှာဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမျိုးသတိထားပါဆက်ပစ္စည်းရင်နဲ့ခဏခဏပြရတာမျိုးတွေကြုံရတတ်ပါတယ်ရွှေဝင်တာမျိုးလေးတွေအနေနဲ့အားနေပါတယ်ကြိုလုံးမဲ့လုံးမဲ့ကိစ္စတွေကိုကြိုတင်မပြောပါနဲ့အပြတ်သဘောလေးတွေစောင်းတာမျိုးလေးတွေကြုံရတတ်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်လာရင်လေမျက်ပတ်သက်တဲ့ကျန်းမာရေးတွေကိုသတိထားစဉ်းကျင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ဒါအပြင်အည်ဖျားတို့ရာနာမှုတို့အနှပါရရမှာဆရာလိုရုပ်ချောခြင်းမျိုးပြင်ပေမဲ့ ရုပ်ဆိုးလာတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကလာဘနဲ့ပတ်သက်ပြီးတော့ယာနာတော့အလားจิตတို့ခွဲစိတ်တာမျိုးလေးတွေအတတ်နိုင်ဆုံးဥပမာမျက်နှာသက်စီအောင်မှမအစ်စ်ပြောင်းလုံးလိုက်ခါမှဝက်ရှန်တွေထွက်လာတာမျိုးဒီလိုမျိုးတွေဖြစ်တတ်တဲ့အတွက်အရင်ပြားယာနာမှုတွေအလားပါရတဲ့ပတ်သက်သတိပြုစင်နေရတော့လိုအပ်သောကာလဖြစ်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းရဝေးခရီးသွားနဲ့ပတ်သက်လို့ရှိရင်စိတ်ဥစားကလှုပ်ဆောင်မှာကံတရားရဲ့အထောက်ကိုရရှိတတ်တယ်လှုပ်ဆောင်တဲ့နေရာမှာလေကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးဆောင်ရွက်ခါမှာ ကျင်းနေအောင်မြင်ခြင်းညရှိတတ်တယ်လို့မေတ္တာများများပို့ပါရောက်ရှိတဲ့နေရာမှာရှိတဲ့မြို့တော်ရှင်တွေတို့ရှင်နဲ့ကိုမေတ္တာများများပို့ပါသုံးမဟုတ်လို့ရှင်လဲမေတော်တို့သူရသတိတို့လက်စမီတို့စန်နီမေတော်တို့အစရှိတဲ့ပုံကိုယ်တွေမအောင်များနန်းတွေတို့ဆုံးလွန်လာတို့အစရှိတဲ့ပုံကိုယ်တွေနာမှာဟိုတရဖူလေးတစ်ခုကိုလှူဒန်းပြီးတော့ဆူတောင်းလိုက်ပါလူရကိစ္စကျင်းနေပြေဝသွားမှာအတေချာပဲဖြစ်ကြောင်းဖက်လောင်းပြောကြလိုက်ပါရစေခင်ဗျာဇာတာပိသမိတ်ဆွေတွေဒီလတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအရာများအနေနဲ့ဆိုရင်တော့တင်းနှလာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေအကျိုးပေးသလို့ စနေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကမိဆွေတို့ရကံကိုအားသာကောင်းမှုပြုတတ်ပြီးကံကောင်းစီပါတယ်အချိုးပြီးတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍခုနှစ်ကဏ္ဍကိုးကဏ္ဍနေတာမိဆွေတို့ရကံကိုတိုးတက်အားသာကောင်းမှုပြီးကံကောင်းစီတယ်လို့အချိုးပြီးတော့အရက်ဟာအရှိစုစုကြီးရဖြစ်ပြီးတော့စန်းတီရအရက်ကတော့အရှိမြောက်တောက်အရက်ဖြစ်ပါတယ်ခင်ဗျာအချိုးပြီးကံကောင်းစီတော့ဆနာလို့ပြောရက်နေဆိုလို့ရှင်ဘာကိုဖြစ်ဖြစ်အဲမိဆွေတို့အနေနဲ့ ဟိုအချိုးပေးကံကောင်းစီတဲ့အရာလေးတွေအချိုးပေးကံကောင်းစီတဲ့နေကလေးတွေလုံခြုံမှုအေးချမ်းမှုနဲ့ပြီးသွားမှုတွေကိုရောက်လောက်တဲ့အခါမှာဖြစ်ဖြစ်မိမိရဲ့အတွင်းရေးကိစ္စမိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စလေးကိုဖြည့်ရှင်းတဲ့အခါမှာလေမိသားစုတွေမျက်နှာရှင်းဆိုင်ပြီးတော့လောက်တာမျိုးကြာစားပေးသားမိတွေရဲ့အကူအညီကိုရယူပြီးတော့ကိုကြီးဆောင်ရရင်ပြဿနာမှန်တယ်များကိုအဖြေပေါ်ကောင်းမွန်အားသာသွားမှာအသေးစားပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီအချိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့အနီရောင်းလို့အပြာရောင်းလို့ စင်စွယ်ရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတုတ်တက်ကောင်းမှုပြီးအားသာစီပါတယ်။တတိယဆင်ရှင်ပြရမယ့်အရာကတော့အသားရောင်လို့ရွှေရောင်လို့တတိယဆင်ရှင်ပြီးတော့ဝစ်စင်ပေးတာတတိပြုဆင်ရှင်ပြရပြီးတော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ။ကြည်စားတန်လာရံများဤဆိုတဲ့အတိုင်းကျစားပြီးသားသမီးမိတ်ဆွေတွေဒီကာလမှာအဲဆရာနောက်ကလေးတွေအမျိုးသမီးကိစ္စလေးတွေဘာညာကိစ္စလေးတွေမှာတတိယဆင်ရှင်ပြီးတော့ပြောဆိုလို့ပါလို့ထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ။ဘာလို့ဖြစ်ဖြစ်တော့ပြန်ပြန်ပြီးတော့တလတာကိုရှုံလိုက်ရရင်ဘာလို့ဖြစ်ဖြစ်တော့ဘာလို့ဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိ ်ဇေနိုင်တယ်ဆိုတော့ညာလေဘာလို့ဒီနေ့ကြိုတင်ဖွင့်မပြောပါနဲ့ဒါပေမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုဒီထက်နှိမ့်ကြသွားနိုင်ကြတော့မရှိဘူးဒါပေမဲ့ဒီလက်ဟာစိတ်တက်အတက်အကြအရန်လွယ်သောကာလစိတ်တက်အမြင့်အနှိမ့်အတက်အကြအရန်မြန်သောကာလဖြစ်တဲ့တို့အခုထားလို့ချင်းလိုက်ခဏလေးထားလို့ချင်းလိုက်ဆိုတဲ့တံပိုးကြီးဖြစ်တတ်တဲ့အတွက်ဘာသာတရားတစ်ခုခုရဲ့အဆုံးအမကိုခံယူတာဟာပုံမှန်ကောင်းမှုနဲ့ဆိုတဲ့အကြောင်းနဲ့ထားလောင်းပြောကြလိုက်ပြရစီခမရအရေးကြီးသောကိစ္စတွေကိုပြုံစံရွက်တဲ့အခါကျွန်းနဲ့ကလေးတွေ ဆောင်ပြီးတော့သွားတာမျိုးကျွတ်နဲ့ဆရာရောင်းနဲ့ကျွတ်နဲ့တန်လျာကလေးတွေဖြစ်စီအဲအဲဒုမဟုတ်လို့ရှိရင်လည်းကျွတ်နဲ့တန်လျာဆိုလို့ဆက်ချမှာကျွတ်နဲ့တန်လျာဝယ်လို့ရပါပြီအဆောင်လက်ခွဲကြိုးပါပါပါတယ်တခုကို၄တောင်းကြပါအစီအမံပေးမှာပဲဝယ်လို့ရတယ်။သို့သော်ဆရာကြီးကိုလာယူမှပြောအောင်လို့မိတ်ဆွေတို့အနေနဲ့အစာအိမ်နဲ့ပြည့်လို့ရှင်တပါဆိုရင်ကျွန်းနဲ့ဖရာဆရာတို့ဖရာနဲ့ပတ်သက်တာတွေမရအောင်ပါဘူးခင်ဗျာနော်။ ်ဆရာမဂ္ဂနစင်းနေလို့ဖြစ်နေเนาะအဲကျွတ်နဲ့တန်လျက်တို့ကျွတ်နဲ့တို့ကျွတ်နဲ့ငကားရုပ်တို့ကျွတ်နဲ့နဲ့ပတ်သက်ပြီးတော့ငွေကြီးကံကောင်းကဆောင်းသားပါတကယ်ကိုကောင်းမွန်ပြီးတော့တိတ်ထိပေါတော့လဖြစ်ကြောင်းထားလောက်ပြောကြားလိုက်ပြရစီခင်ဗျာเนาะတတိယစင်နေရမှာတော့မြောက်စုစုရက်ကိုခီးထွက်တာမျိုးတွေကိုတတိယစင်နေမျိုးပါဘာလို့လုတ်လို့ကိုတခုတသမီးတွေနဲ့တွက်ဖက်လုတ်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံဝနေငယ်ပြီးအားနေစီတော့လဖြစ်ကြောင်းထားလောက်ပြောကြားလိုက်ပြရစီမိမိတို့ရဲ့ လိုရာမှုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြာဆရာလိုပေါ့ကျွမ်းနဲ့ကလေးမရှိတဲ့အခါမိတ်ဆွေတို့နဲ့မိမိအိမ်ရဲ့မျက်စောဖေးမှာအမွေးနှံတာလေးစုပြန်ပြီးတော့လိုရာကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေအယောင်းတွာအယောင်းထွက်စီပုံတွာမိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုရောင်းထွက်စီရလို့ငါနှစ်စီပန်းသုံးမွင့်လေးကိုနှစ်စီပန်းသုံးမွင့်အဖြူရောင်းနှစ်စီပန်းသုံးမွင့်လေးကိုမိမိတို့ရဲ့ပုံပစ္စည်းတွေကိုရိုက်ကုန်ဖြစ်ပြီးတော့ရောင်းထွက်ပါစီလို့ဆုတောင်းရင်အယောင်းဝယ်ကောင်းပြီးအယောင်းတွာအယောင်းထွက်သွားပြီးမှအတိအကျပဲဖြစ်တယ် ဒီတနာကာလုံးအဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်စီရန်ငွေကြီးကအားကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့နီးဆက်ရညောင်ဝင်ကြီးကြီးတပင်မှာဖြစ်စီသို့မဟုတ်ကိုကိုပင်အပင်ကြီးကြီးတပင်မှာဖြစ်စီရုပ်ကစုံနံမည်ကြီးကို900 200လှူပြီးတော့နော်900 200လှူပြီးတော့မိမိတို့ရဲ့လိုရာကိစ္စအောင်မြင်မှုအတွက်နေ့စဉ်မပြအဘရုပ်ကစုံနံမည်ကြီးကိုဘာညာခုကလိုအပ်တာလေးစူတာအောင်မပြေမရှင်းစူတာအောင်ကျင်းသေးပါဦးပြေဝလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ မိတ်ဆွေတို့အားလုံးအဆက်ဆက်ရရအစင်မီအောင်မြင်တို့တက်လို့ဂျာဇာပိသသမီးမိတ်ဆွေတွေအားလုံးဒီ2025ဆယ်လာပိုင်းဟာဂျာဇာပိသသမီးမိတ်ဆွေတို့အတွက်ဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ခြင်းတည်ကံကောင်းခြင်းကိုဥတည်ပြီးလက်ကမောင်းခတ်နိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ဂျာဇာပိသသမီးမိတ်ဆွေတွေအားလုံးယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတပ်ဆောင်လို့တက်နေတဲ့ကိုလောက်ဝင်ဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတိုးပွားကြပါစေလို့ဆရာကဆုတောင်းထွက်ပနာပြုနေတဲ့နောက်တစ်ပတ်မှာပြန်ဆုံကြပါဘောခင်ဗျာ